ဒီနေ့ဗီဒီယိုမှာတော့လူတယောက်ချမ်းသာနေကြောင်းကို तू ကချမ်းသာတာမပြောဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်အကဲခတ်ပြီးတော့သိနိုင်မယ်နီလန်၄ခုလာပြီးတော့မျှဝေပြမတိအချက်နေတဲ့တတိထားမိမှာတော့လူတယောက်ကတိတ်တဆိတ်ချမ်းသာနေပြီဆိုလို့ရှိရင်တို့ဘယ်လောက်ထိချမ်းသာပါတယ်ဆိုတဲ့အကြောင်းတို့ဘယ်လောက်ထိကြွယ်ဝပါတယ်ဆိုတဲ့အကြောင်းဝင်ငွေတွေဘယ်လောက်ထိရနေပါတယ်ဆိုတဲ့အကြောင်းတော်ယုံတန်ယုံလူတွေသူတွေရှေ့မှာမပြောဘူးဗျအချို့လူတွေတွေးလိုက်မယ်ကိုပတ်ဝန်းကျင်မှာတငယ်ချင်းချင်းငါငါဘယ်လောက်ထိအောင်မြင်နေပြီငါဘယ်လောက်ထိငွေငွေတွေရနေတယ် ငါဘလောက်ဒီငွေတွေရှာနိုင်တယ်ဆိုရှယ်မီဒီယာအကောင့်တွေပေါ်မှာငွေတွေဒီလိုမျိုးကင်ပြီးတော့ flashing လုပ်ပြရတာတော့ငွေပုံကြီးတွေဒီလိုမျိုးထပ်ပြီးတော့ပြတာဆိုတော့အဲ့လိုမျိုးအုပ်စုဆိုလို့ရှိရင်နှစ်ခုပဲရှိလိမ့်မယ်။နံပါတ်1အုပ်စုကတော့တို့ဒီငွေရှာဖို့စ조사နေတဲ့ state color ပေါ့ဗျာ။တို့မှာဝင်ငွေကောင်းရင်လည်းကောင်းမယ်ဒါမှမဟုတ်ငွေရရင်လည်းရမယ်။ဒါဟုတ်သူများအထင်ကြီးစေခြင်းတဲ့အတွက်ကြောင့်မလို့တမင်တက်တက်ရမယ်ရှာပြီးတော့ social media ပေါ်မှာတင်တယ်ဘေးပတ်ဝန်းကျင်တကယ်ချင်းနေဆိုရင်လည်းအတင်းခေါ်ပြီးတော့ကြွားတယ်ပေါ့။နောက်အုပ်စုတစ်စုကတော့ မာဒီလေဗယ် marketing အုပ်စုပြန်နော်သူတို့ဒီ product တွေရောင်းလို့ဘလောက်ဒီအောင်မြင်နေပါပြီသူတို့ရဲ့ lifestyle ကြီးကဘလောက်ဒီပြောင်းလဲနေပါပြီဆိုပြီးတော့လူတွေအထင်မကြီးကြီးအောင်လုပ်ပြတကယ်တော့အထဲထဲမှာအခွန်ပဲရှိတယ်။ဟောကျွန်တော်တို့အဆန်မရှိဆိုတော့တကယ်တမ်းချမ်းသာလာတဲ့တိတ်တဆိတ်ချမ်းသာကြွယ်ဝနေတဲ့လူတွေဆိုလို့ရှိရင်သူတို့ချမ်းသာတာကိုသူများတိမာတော့ကြောက်ဆိုတော့အနေနဲ့လဲရှိတာပေါ့နော်အဲ့တော့တောင်းတောင်းသူတို့ဒီပုံမှန် သွားလာတဲ့နေထိုင်နေအဲ့လိုမျိုး social media ပေါ်မှာလည်းဒီလိုအရင်နင်းကာကြီးပေါ့နော်။ဒါငါဘလောက်ထိရှိနေပါပြိုင်ဆိုင်နေပါတော့ဘယ်တော့မှမလုပ်ပြပါဘူး။ဒုတိယချက်တိတ်တဆိတ်ချမ်းသာကြွယ်ဝနေတာကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့အနှဲငယ်ကွဲလွဲနေမယ်။ကျွန်တော်တို့မြန်မာမှာကြတော့ကားဝယ်တယ်ကားစီးတယ်ဆိုတာက liability ထက် access ပုံစံကိုပို့ပြီးတော့တွားတာပေါ့။ကားတစ်စီးဝယ်လိုက်ရင်အရင်မမြတ်ရင်တော့မတော့တော့မရှုံဘူး။ မြန်မာပြည်မှာဆိုလို့ရှိရင်ဒါကာစီဝက်ကြီးကခက်ခဲမှမှရှိနေတာเนาะအဲ့တော့ international community shootdown ရကြီးမယ်ဆိုလို့ရှိရင်တော့ကာစီဝက်ဒါက liabilities ဖြစ်သွားတယ်ကားဝယ်လိုက်တာ ਨੇ အဲ့ကားတွေ depreciation ရှိတယ်20%နဲ့40%လောက်ရှိတယ်အဲ့တော့တောင်းတောင်းကားဝယ်ဖို့ဆိုလို့ရှိရင်ချမ်းသာတဲ့လူတွေကစဉ်းစားကြတာပေါ့เนาะငါဝယ်ပြီးလို့ရှိရင်ဒါကြီးကဒီတော့ပြန်ပြီးတော့ရောင်းလို့ရှိရင်ရှုံးနေတယ်ဆိုတော့တို့တို့ဒီလိုမျိုး latest ကားတွေဝယ်စီးဖို့တဲ့ကိုက rich ဖြစ်လာပြီးကို့မှာလည်းပတ်စံတော်တော်ခိုင်မာမာ wealthy ဖြစ်လာပြီးဆိုလို့ရှိရင် ပုံမှန်ကားပဲစီကြရပါတော့သူတို့ comfortable ဖြစ်မယ်တကယ်အဆင်ပြေမယ် functioning ဖြစ်မယ်ဒီလိုမျိုးသူတို့ဘက်ကစဉ်းစားကြတယ်အာဒီလိုရဲ့ကာယံကြီးကောင်းစားရမရှိဘူးဒါပေမဲ့သူချီရလည်းဟန်ဟမန်ရှိရဆိုလို့ရှိရင်ဒေချာရသူဒီတိတ်စိတ် worthy ဖြစ်နေတဲ့လူဖြစ်ပါလိမ့်မယ်။နံပါတ်3ချက်နေနဲ့လူတယောက်တိတ်တိတ်စိတ်ချမ်းသာနေတာကတော့သူ့ဝါသနာပါတဲ့အလုပ်ကိုဒီဇိုင်းမမလုပ်တာ။အဲ့တော့ဝါသနာပါတာလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ကနေငွေလိုက်လာ။အခုဒီ TikTok social media အကောင့်မှာကျွန်တော် account တခုတွေ့တယ်ပေါ့နော်သူ့အကောင့်လည်းတွေ့တိုင်းကျွန်တော်ဝင်ကြည့်ပြတယ်တချို့တော့ content တွေဆိုရင်လည်းကောင်းတယ်သူ့ကိုကျွန်တော်မျက်နှာမမြင်ဘူးဒါပေမဲ့သူ့အိမ်နဲ့သူ့ရဲ့အယုတ်စင်ကိုကျွန်တော်ကောင်းကောင်းကြီးမှတ်မိတယ်ဆိုတော့ဒီလူကို comment မှာဝင်ပြီးရေးကြတယ်ဘာတွေရေးလဲဆိုရင်တော့ကျွန်တော်မှတ်မှတ်ရ comment တခုတွေ့တယ်ပေါ့နော်ဒီသူသူလောက်ထားတယ် collect လောက်ထားတယ် collection အယုတ်စင်အကြီးရှိတာအဲ့ဒါနဲ့လူတွေကဝိုင်းပြောကြတာပေါ့နော်ဒီအယုတ်တွေဝယ်မဲ့စားအဲဗာလဲ ခက်ခဲနေတဲ့လူတွေကိုလှူလိုက်မှာတို့เนาะမရှိစင်းရဲသားတွေကိုသူပို့ပြီးတော့လှူလိုက်မယ်တို့ပရဟိတလုပ်ငန်းတွေလုပ်လိုက်မယ်တို့တော့အမြင်တွေအတွေးတွေယူဆတယ်အများကြီးကွက်လွယ်သွားသူဒီအခြားနေရာမှာသူနဲ့သက်ဆိုင်တဲ့ကိစ္စတွေလုပ်မယ်ပြီးရင်သူလှူမှာပေါ့เนาะဒီလောက်ဟို collection တောင်လုပ်နိုင်နေပြီပဲเนาะဒါပေမဲ့ကျွန်တော်တို့ဟိုမရှိတဲ့လူတွေကြတော့ဘယ်လိုတွေ့လဲဆိုတော့ဒါကြီးကအဖို့လုပ်တွေပါဆိုတော့တကယ်တမ်းတိတ်ဆိတ်ချမ်းသာနေတဲ့လူကြတော့ဒါသူ့အတွက် hobby သူပတ်စံတကယ်ကြွယ်ဝလို့ချမ်းသာလို့ဒီကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ပေါ့ကျွန်တော်ကဘာမှမရှိရလို့ဆိုတော့ဒါငါငါအတွက်ဆိုရင်ငါထမင်းရဖို့ရေးကြည့်ရဘူးဒီရုပ်ကရေးပြီဒါပေမဲ့သူ့အတွက်တော့ထမင်းကြီးဘယ်တော့မှမရှာဘူးခင်းကြီးဘယ်တော့မှမရှာရတော့သူဒီသူ့အတွက်ပိုရှန်တဲ့ငွေတွေမှာဒီလို collection ကြီးလုပ်တာတချို့လူတွေက art collection လုပ်တယ်တချို့လူတွေကအခုလိုမျိုးအဲရုပ်တွေ collection လုပ်တယ်တချို့လူတွေက nail collection လုပ်တယ်တချို့လူတွေကရေမွေး collection လုပ်တယ်အဲတချို့လူတွေက car collection လုပ်တယ် အဲ့ဓာတွေကတနည်းအားဖြင့်ဒီလူသည်တိတ်တဆိတ်ချမ်းသာကျွယ်ဝနေတယ်ဆိုတဲ့အကြောင်းကိုဖော်ပြနေတာ ဖြစ်တယ်နောက်ဆုံးချက်ကတော့ကျွန်တော်တို့ရှာဖွေဖို့နည်းနည်းလေးခက်ခဲလိမ့်မယ်ဒါပေမဲ့သတိထားကြည့်ရင်တော့သိနိုင်တယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ဒီလူကကျွယ်ဝချမ်းသာလာပြီဆိုလို့ရှိရင်သူ့ရဲ့အချိန်ကိုအလဟဒ်တောင်းတော့ waste မလုပ်တော့အကုန်မခံဘူးပေါ့နော်ဥပမာဆိုကြပါစို့ကျွန်တော်တို့ခုဒီလုပ်ငန်းတစ်ခုကိုလုပ်တော့မယ်စတော့မယ်ဆိုလို့ရှိရင် တိတ်ပြီးတော့ကြွယ်ဝချမ်းသာဖို့မရှိဘူး။တာမန်လူတွေဆိုလို့ရှိရင်လုပ်ငန်း business idea တခုအဲ့ဟာကိုအစကနေ scratch လုပ်တာပေါ့နော်။ဟိုခုမှ level 0ကနေ level 10ထိသူလေ့လာမယ်ဆိုလို့ရှိရင်အဲ့ဒါကိုကိုယ်တိုင်လုပ်။တကယ်ချမ်းသာတဲ့လူတွေကြတော့ business consultant တွေနှားပလိုက်။အားလုံးလဲဆိုတော့သူတို့အတွက်အချိန်ကပို့ပြီးတော့အရေးကြီးတယ်။ငွေကရှိနေပြီဒါလေ worthy ဖြစ်နေပြီဆိုတော့နော်။ တော့ business consultant တွေငှားတယ် advisor တွေငှားတယ် mentor တွေငှားတယ်เนาะသူတို့ ਨੇ တက်ဆိုင်တဲ့ကိုယ် develop ဖြစ်စေမဲ့လုပ်ငန်းဆိုလို့ရှိရင်လည်းဝန်ထမ်းတွေခန့်အပ်တာပေါ့เนาะကျွန်တော်တို့ဒီဒီနေရာမှာဝန်ထမ်းဆိုတာကပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ဘဝအတွက် leverage ယူတာပဲเนาะကိုယ်ဒီလုပ်ငန်းကိုကိုယ်ကိုယ်တိုင်လုပ်မယ်စား ကိုကိုတိုင် management တွေဝင်ပြီးလုပ်နေမယ်စာ operation တွေဝင် run နေမယ်စာသူနဲ့သက်ဆိုင်တဲ့ professional တွေကို အခါကြီးငွေပေးပြီးတော့တန်ရတန်ကြီးပေါ့နော်ခုန digital marketing သမားဆိုလို့ရှိရင်သူနဲ့တန်တဲ့လခါကိုသူ့ကိုပေးပြီးတော့ manager level ဆိုလဲ manager ခေါ်ပြီးတော့ခိုင်းတာလာဘာဖြစ်လဲဆိုတော့ business owner တွေတခြားသောကိစ္စတွေသူအများကြီးလုပ်စရာရှိတယ်လုပ်လုပ်လို့လည်းရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအခုလိုမျိုး employee တွေငှားပြီးတော့ leverage ယူလိုက်တာအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတွေ ဒီလူတယောက်ကိုကြည့်မယ်ဆိုလို့ရှိရင်အချိန်ကိုပို့ပြီးတော့တန်ဖိုးထားတယ်သူ့လုပ်ငန်းကိုဘယ်လိုမျိုးတိုးတက်အောင်လုပ်ဆောင်မယ်ဒီလိုမျိုးအချိန်ကိုပို့ပြီး value ရှိရှိနဲ့ leverage ယူပြီးတော့တုံးတယ်ဆိုလို့ရှိရင်သိချလဲအဲ့လူဒီတော်တော်လေး worthy ဖြစ်နေပါတယ်အခုကျွန်တော်မျှဝေပေးသွားတဲ့အချက်တွေနဲ့ကန့်ညီတဲ့လူပုဂ္ဂိုလ်တွေမိတ်ဆွေတွေတငယ်ချင်းတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတကယ်ရှိနေပါသလားကိုယ်တတိထားမိရဲ့လူတွေရောတွေ့ပါသလားမိတ်ဆွေတို့ရောအမြင်လေးတွေ comment မှာဝင်ရောက်ဆွေးနွေးကြပါခင်ဗျာ